င်္ဂလာပါညီကိုတို့နေကောင်းကြမှာချမ်းသာကြပါသည်ကျွန်တော်ရဲ့ YouTube channel လေးဖြစ်တဲ့ MM Football Betting Tip ကနေညီကိုတို့အားလုံးကိုကြိုဆိုပါရစေ။ဒီနေ့မှာတော့ U21 European Championship ပွဲစဉ်တွေကိုရွေးချယ်ထားတယ်ဗောနော်။ဒါည7:00နာရီမှာကာမဲအုပ်စုဒီကယူကရိန်းနဲ့ဒိမ့်မဲ့အုပ်စုဘီကချက်နဲ့အင်္ဂလန်၊ဂျာမနီ၊ဆလိုဗေးနီးယား၊အုပ်စုဒီကဖင်လန်နဲ့နယ်သာလန်တို့ပွဲစဉ်တွေဖြစ်ပါတယ်။ဒါပထမဆုံးအနေနဲ့ယူကရိန်းဒိမ့်မဲ့ပွဲပွဲချုပ်တောင်းတပေးပါမယ်။ ဒီပွဲစဉ်မှာဒိမန့်အသင်းက level 30ရှောင်းနဲ့ဂူမောင်ကြီး3လုံး80နိုင်ပေးထားပါတယ်။အဲယူကရိန်းအသင်းကတော့လောလောလလခြေစမ်းပွဲ9ပွဲစော့ထားတယ်ပေါ့နော်။ club friendly ပွဲ9ပွဲစော့ထားတယ်။ဒါတပွဲနိုင်3ပွဲသေးတပွဲရှုံးထားတယ်။ရှုံးထားတာကပူလန်ကို3-2နဲ့ရှုံးထားတယ်ပေါ့နော်။ဒိမန့်အသင်းကတော့4ပွဲစော့ထားပါတယ်။9ပွဲသေး9ပွဲရှုံးထားတာတွေ့ရတယ်။ရှုံးတာ Germany နဲ့ Spain ကိုရှုံးထားတယ်ပေါ့နော်။ဒီနှစ်သင်း head to head 5ချိန်ရှိပါတယ်။တစ်ချိန်ကယူကရိန်းနိုင်တဲ့2ချိန်သေး2ချိန်ကဒိမန့်အသင်းနိုင်ထားတာလည်းတွေ့ရတယ်ပေါ့နော်။ ဒီအတင်းတွေးတိုင်းလဲဂိုးတွေအပြန်လန်တွေးမိမှဂိုးကိုကြားထားတာပဲတွေးရတယ်ပေါ့နော် Vice to Os ကိုကြီးလိုက်မှဆိုလို့ရှိရင်ယူကရိန်းအနိုင်ကို3စာပေရီကို3စာခွဲနဲ့ဒိမန့်အနိုင်ကို2စာခွဲပေးထားတွေးရပါတယ်ဒီပွဲစဉ်မှာညီကိုတို့ Vice ပဲရိုက်ချင်တယ်ဆိုရင်တော့ Voting to score yes ဆိုတာရိုက်ဖို့အကြံပေးခြင်းပါတယ်မြန်မာပေါက်ချေးတွေမှာ Raw Body နဲ့ကျွန်တော် Ukraine Body နဲ့ဂိုးပေါင်းအပေါ်ခြိုက်ပါတယ်တမျိုးတည်းပဲရွေးချယ်ပါဆိုလို့ရှိရင်ကျွန်တော်ဂိုးပေါင်းအပေါ်ခြိုက်ပါတယ် မဖပွဲစဉ်တပွဲကတော့ချက်အတင်းနဲ့အင်္ဂလန်အတင်းရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါတော့ညနေနိုင်မှာကံမပွဲစဉ်ဖြစ်ပါတယ်အင်္ဂလန်အတင်းကတလုံး20ရှုံးနဲ့ဂိုးပေါင်းကြီးတလုံး20နဲ့ပေးထားတာတွေ့ရတယ်ကွာဒါအင်္ဂလန်မှာဆိုရင်တော့ဒါအင်္ဂလန်ပရီးမီးယားလိမှာဆော့နေတဲ့အများအပြားပေါ့နော်ကစားသမားတွေရှိမယ်ပြီးလို့ရှိရင်ချန်ပီယံရှစ်မှာဆော့နေတဲ့ကစားသမားတွေရှိမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဒါ line up မှာကြည့်မယ်ဆိုရင် nonary တို့ဒါ illiot တို့ပေါ့နော် job ဘာလင်ဟမ်တို့ lavamento တို့ဘောနကစားသမားတွေအများကြီးရှိတဲ့အင်္ဂလန်ကဘောနဒါအတွေ့အကြုံမှန်ကကျွန်တော်ထင်တဲ့ချက်ကစားသမားတွေထက်ပိုပြီးမြင့်တယ်လို့ကျွန်တော်ထင်တယ်ဘောနတရှိချက်အတင်းရဲ့ခြေစမ်းပွဲကိုကြည့်မယ်ဆိုရင်လောလောလလသူတို့ခြေစမ်းပွဲနှစ်ပွဲဆော့ထားတယ်ဒါနာကို2025မှာသူတို့ခြေစမ်းပွဲတွေဆော့ထားတာတွေ့ရတယ်ဘောနအစပိန်ကိုတည်ကြသလိုနော်ဝေးကိုသူတို့ရှုံးထားတယ်အင်္ဂလန်အသင်းကိုကြည့်လိုက်မယ်ဆိုရင်အင်္ဂလန်အသင်းရဲ့ခြေစမ်းပွဲ၄ပွဲဆော့ထားတယ် တပွဲနိုင်နဲ့ပွဲတည်တပွဲရှုံ France ကိုရှုံထားပါတယ် Fight 3နဲ့ပေါ့နော် The head to head 9ချိန်ရှိပါတယ် England 4ချိန်နိုင်တယ်ချက်1ချိန်နိုင်တာလည်းတွေ့ရတယ်ပေါ့နော် Wise to us ကိုကြည့်လိုက်မှာဆိုရင်ဒါချက်အနိုင်ကို6ဆခွဲတည်ကို4ဆခွဲနဲ့ England အနိုင်ကို48ပြပေးထားတာတော့တွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်မိုင်းဆွဲရိုက်မဲ့ညီကိုကြီးပေါ့နော်ဒီပွဲစဉ်မှာ over 2.5ကိုလိုက်ဖို့ကျွန်တော်အချံပေးခြင်းနဲ့ပေါ့နော် မြန်မာပေါက်ကြီးတွေမှာတော့ကျွန်တော်အင်္ဂလန်ဘော်ဒီနဲ့ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်။တခုလည်းပဲရွေးချယ်ပါဆိုလို့ရှိရင်တော့ over 2.5ကိုကြိုက်ပါတယ်။နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဂျာမနီနဲ့ဆလိုဗေးနီးယားတို့ပွဲစဉ်ဖြစ်တဲ့ဘက်တော့ဒီပွဲစဉ်မှာဂျာမနီအသင်းကတလုံး60ရှုံးနဲ့ဂိုးပေါင်းကြီးတလုံး40ဆုံးဆိုမှပေးထားတာတွေ့ရတယ်။ဒါကစားသမားတွေကြီးလိုက်မှာဆိုရင်ဂျာမနီ U21 မှာဆိုလို့ရှိရင်ဘွန်နက်စလီကအခြေပြုထားတဲ့ကစားသမားတွေအများအပြားရှိရပါတော့။ဝိုင်ပါရောနာဗယ်လို့ဒါအများကြီးပါပဲ။ဒါဘွန်နက်စလီကမှာ ဝါနာဘောနပေါ်ဝါနာတို့ဒါအခုလုံးကျွန်တော်ဒါဘွန်နက်လီကမှာဆော့ရတဲ့ကစားသမားတွေအများပြားရှိရပါတော့အထွေးကြောင့်မိုင်းရတာဆလိုဗေးနီးယားကစားတဲ့ဓမ္မတွေထက်အများကြီးတာတယ်ဆိုတာဒါတော့မပြောဆိုင်အောင်မလို့တော့ကွာတယ်ဘောနအချင်းနဲ့ဂျာမနီအတင်းရခြေစစ်ပွဲ၄ပွဲရှိတယ်ဂျာမနီအတင်းက၃ပွဲနိုင်ဒါတပွဲတည်းကြာထာတော့ဒီခြေစမ်းပွဲတွေမှာဆိုလို့ရှိရင်တူနိုင်တာစပိန်ရှိမယ်ဆလိုဗာကီးယားရှိမယ်ဂျိမန်အတင်းရှိမယ်ဖရန့်အတင်းကိုတည်းဆော့ထားတွေ့ရတယ် စလိုဗေးနီးယားအတင်းရဲ့ဒါခြေစမ်းပွဲနှစ်ပွဲရှိတယ်ဗောနယူကရိန်းကိုတည်ကြီးကြားတဲ့ဖင်လန်ရှုံးထားတယ်တွေ့ရတယ်ဂူတင်ဂူတွင်အားနေတယ်ဗျာဒီအတင်းကဂူတွင်စမ်းဆောင်ရင်နေတယ်အတူအက်မှာဆိုလို့ရှိရင်ဂျာမနီအတင်းကတစ်ချိန်တည်ကြီးကြားထားတာတွေ့ရတယ်ဗောနဝိုင်းစတိုအော့စ်ကိုကြီးလိုက်မယ်ဆိုရင်ဂျာမနီအနိုင်ကို52ပြားတည်ကြီးကို50ခွဲနဲ့စလိုဗေးနီးယားအနိုင်ကို6ဆလောက်ပြီးထားတာတွေ့ရတယ်ဒီပွဲစဉ်မှာဂျာမနီဘော်ဒီချိန်ပါတယ်ပြီးရင်ဂူမောင်းအပေါ်ချိန်ပါတယ်ဝမ်းစပရိုင်းမှာညီကိုလေးပေါ့နော် ဒီပွဲစဉ်မှာ over 2.5ကိုရိုက်ဖို့ကျွန်တော်ချန်ပေးခြင်းပါတယ်တခုပဲရွေးပါဆိုရင်တော့ over 2.5ကိုစိုက်တယ်နောက်ထပ်ပွဲစဉ်တစ်ပွဲရွေးချယ်ထားရမယ်ဆိုလို့ရှင်ဖင်လန်နဲ့နယ်သာလန်တို့ရဲ့ပွဲပွဲစဉ်ဖြစ်ပါတယ်နယ်သာလန်အသင်းအဝေးခွင်ကတလုံး60ရှုံးနဲ့ဘူပေါင်းကြီး3လုံး20နိုင်ပေးထားတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ဒါဆလိုဗာကီးယားမှာကံမှာပေါ့နော်ဆလိုဗာကီးယားမှာကံမှာဖြစ်ပါတယ်ဒါတိုင်လူကြီးကတော့ဗင်နီဇွဲလားတိုင်လူကြီးဖြစ်တယ်ပေါ့နော် ဒါနဲ့တလန်ကစားသမားတွေအတွေ့အကြုံပိုင်းကတော့ဖင်လန်ကစားသမားတွေထားအများကြီးတာတယ်ပေါ့နော်။သိရင်လည်းရှိကျွန်တော်ခြေစမ်းပွဲနှစ်ပွဲကြီးမဲ့ဆိုရင်ဂျော်ဂျီယာကို4-2နဲ့ရှောင်ထားတယ်။ဆလိုဗေးနီးယား1-0နဲ့နိုင်ထားတယ်ပေါ့နော်။နယ်သာလန်အသင်းရဲ့ခြေစမ်းပွဲတွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင်နယ်သာလန်အသင်းရဲ့ခြေစမ်းပွဲ9ပွဲဆော့ထားတဲ့3ပွဲနိုင်နှစ်ပွဲတည်ကြီးချထားတာတွေ့ရတယ်ပေါ့နော်။ Two-head ဘိုင်းကိုတော့ကြည့်ရမယ်ဆိုရင်နယ်သာလန်အသင်းရဲ့3ချိန်လုံးနိုင်ထားတာတွေ့ရတယ်ပေါ့နော်။နယ်သာလန်ဒူးစီးနယ်သာလန်ဝမ်းစီးနယ်သာလန်ဒူးစီးဆိုတာ၃ချိန်လုံးနိုင်ထားတာတွေ့ရတယ် တဝမ်းစတူအော့စ်ကိုကြည့်မယ်ဆိုရင်ဖင်လန်အသင်းရဲ့အနိုင်ရ၈စားတရီကို၄၄စားခွဲဒါနဲ့တလန်အသင်းအနိုင်ကိုကျတော့ပြ၄၀ပြထားတယ်ဒီပွဲစဉ်မှာတဝမ်းစပဲရိုက်မယ်ဆိုရင်ညီကိုတို့ဒီပွဲစဉ်မှာဗောနော် over 2.5ကိုဂျိုင်ကိုအချံပေးခြင်းနဲ့မြန်မာပေါက်ချေးတွေမှာကတော့ netland body နဲ့ဂိုးပေါင်းအပေါ်ချိုက်ပါတယ်ဒီနေ့ကျွန်တော်ရွေးချက်ထားတဲ့အသင်းတွေကတော့ Ukraine England နယ်သာလန်ဂျာမနီတို့ဖြစ်ပါတယ်ညီကိုတို့အားလုံးအဆင်ပြေကြပါစေကျမချမ်းသာကြပါစေဗျာဘောလုံးပွဲတွေလည်းပေါက်ကြပါစေ like subscribe comment လေးတွေလည်းပေးကြပါအောင်ဗျာ